ကလစတန်နီလေ့ကျင့်ခန်းတွေကပန်းညံတွေမှာကစားတာဘာတွေကောင်းလဲအော်ဒိုအေရီယာပန်းညံတွေမှာကလစတန်နီလေ့ကျင့်ခန်းတွေကစားတဲ့အခါဘာတွေတန်းတွေမျိုးစုံရှိတဲ့အတွက်အိမ်မှာကစားတာထပ်ပို့ပြီးတော့ကောင်းအဲ့တော့ဒီလိုပန်းညံတွေရောက်ရင်ကစားတဲ့အကောင်းဆုံးလေ့ကျင့်ခန်း၅မျိုးကြည့်လိုက်ရအောင်နံပါတ်1 parallel body push strum နဲ့ chest နဲ့ tricep hypertrophy တို့အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်တယ်ကျွန်တော်တို့ပထမဆုံးဘားပေါ်တက်လိုက်မယ်လက်နှစ်ဖက်ကိုအညီလေးကိုင်ခြေထောက်တွေဆူတာပခုံးတွေဟိုပေါ်တွန်းထုပ်ဝမ်ပိုက်ကိုညှပ်အောင်အဲ့တိုင်းနဲ့တံတောင်စစ်လေးချိုးပြီးတော့ခန္ဓာကိုယ်ရှေ့လေးကိုငိုင်မယ်ဖြည်းဖြည်းချင်းအောက်ကိုဆင်းမယ် ြန်တွန်းတယ်။တွန်းထုတ်တဲ့အခါပခုံးနဲ့အပေါ်တရအောင်တွန်းဝမ်ဘိုက်ကိုညှက်တာ။လေးရှူပြီးဆင်းအောက်ကိုဖြည်းဖြည်းရှေ့ကိုနည်းနည်းလေးငှားပြီးဆင်းပြန်တွန်းလေးမုတ်ထုတ်အပေါ်တီတွန်းမယ်။ Okay ဒီပုံစံလေးကိုကြားတလောက်ထိအနည်းဆုံး5ကြိမ်လောက်ကနေအများဆုံး10ကြိမ်12ကြိမ်လောက်ထိကိုနှစ်ကြောကနေ3ကြောလောက်ထိပြသပေးရ။ဒီချိန်ကနံပါတ်1ကကျွန်တော်တို့ monkey bar လို့ခေါ်တယ် တော်ရည်ဒီလိုဟိုက်ဘားမှာ grip ကိုကင်လိုက်မယ်ခန္ဓာကိုတစ်ဖြောင်းနဲ့ထားအောက်ကိုချုပ်ချတာအဲ့တိုင်းလေးတစ်ဖက်ချမ်းကို grip ကိုဆုပ်ပြီးတော့ပင်ညာသွားမယ်ပြီးရင်ဒီဘက်ပြန်လာမယ်အဲ့တော့ကိုရသလောက်ကို 1မိနစ်ကနေ2မိနစ်လောက်ကြီးကိုနှစ်ကြော့ကနေ3ကြော့လောက်တော့ဒီလိချင်ငယ်ကကျွန်တော်တို့ရဲ့ grid strum အတွက်ရန်အသုံးဝင်တဲ့လိချင်ငယ်အဲ့တော့ကစားဟုတ်ကစားတဲ့နံပါတ်3 hanging lyrics ကိုမဆက်တမ်းမှာဘူးနဲ့ six pack ကြွတာအတွက်ကျမ်းမြင်မှာကစားတဲ့လိချင်ငယ်တွေထပ်ဖို့ကောင်းကျွန်တော်တို့ဒီလို high bar မှာ leg ကိုပကုံးဆိုင်အကျယ်လောက်ကင်မယ်ခန္ဓာကိုယ်အောက်ကိုလုံးဝဖြုတ်ချတင်ပါကိုရှေ့ကိုလှည့်ပြီးတော့1 bike ကိုညှက်ထားအဲ့ပုံစံတိုင်းလေးခြေထောက်နှစ်ဖက်ကိုအဖြောင်းတိုင်းပုံမနိုင်လောက်ဒီဆွဲမှာပြီးရင်ဖြည်းဖြည်းချင်းဘိုင်းမဆင်းနဲ့ထိမ့်ပြီးတော့ပြန်ချ ဘောဆွဲတင်တဲ့အခါလေးရှူ1 byte ကိုညှစ်ပြီးဆွဲတင်ပြန်ချရင်1 byte နဲ့ပဲထိန်းတာဖြည်းဖြည်းချင်းပြန်ချတော့ဒီဆွဲတင်လိုက်တဲ့အခါမှာတင်ပါကိုပါလှည့်ပြီးတော့ပေါ်ထူမှာဖြည်းဖြည်းထိန်းပြီးတော့ပြန်ချဒီလိုငါကိုကိုရသလောက်အနည်းဆုံး၈ချိန်ရနေအများဆုံး၁၀ချိန်၁၅ချိန်လောက်ထိကိုမကြောက်ရနေ၃ကြောက်လောက်ကိုတောင်းပေးရအောင် နံပါတ်4 Gulab ချင်တာကျွန်တော်တွေ Pulling Strum နဲ့ Bad Muscle ၄ Bicep လက်မောင်းရှေ့ Muscle ကြီးထွားဖို့အတွက်ကစားကိုကစားတင်တဲ့လေ့ကျင့်ခဲ့တယ်ပထမဆုံး Pull up ကနေစကျွန်တော်တို့ဒီလို high bar မှာလက်ကိုဒီလိုလက်ပွားကိုတည့်တဲ့အနေထားတိုင်းပခုံးဆိုင်ကျဲတာကြိုင်မယ်ခဏတော့တစ်ခုလုံးဖြုတ်ချ1 bike ကိုညှင့်မယ်ပခုံးကိုကျွန်တော်တို့အရင်ဆုံးဆွဲတင်လိုက်မယ်စကေပူလာကိုညှက်လိုက်တယ်။နည်းနည်းနောက်ကိုလန်ရင်ကော့ပြီးတော့မှလေရှူပြီးဖြည်းဖြည်းချင်းဆွဲတင်မယ်ဘတ်မဆယ်ကိုညှက်တာ။တော့မေးစီတန်းပေါ်ရောက်တော့တဲ့ဒီဆွဲဖြည်းဖြည်းထိမ့်ပြီးတော့အောက်ဒီရောင် ပြန်ချမယ်။ကျွန်တော်ရေး schedule အရင်ညှိလိုက်မယ်။နောက်ကိုနည်းနည်းလေးလန့်ပြီးတော့မှအပေါ်ကိုဆွဲတင်မယ်။ရင်ကော့ရာတန်းအောင်မေးစည်းပေါ်လာရောက်တဲ့ဒီဆွဲဒီမှာဖြည်းဖြည်းထိမ့်ပြီးပြန်ချဒီလေးချိန်ကတော့ကျွန်တော်တွေရသလောက်၄၅ချိန်ကနေ၈ချိန်၁၀ချိန်လောက်ထိကိုနှစ်ကြော့ကနေသုံးကြော့လောက်သွားပြီးတော့ကျွန်တော်ချင်းနပ်ချင်းနပ်ကကြတော့လက်ကိုဒီလိုပက်လက်ကြောင်းမြန်နေတာကကုန်းဆိုင်ကျဲပဲတန်းအောင်ကင်မယ်ခနာကိုဖြုတ်ချခနာကိုနောက်လေးကိုနည်းနည်းလှမ်းလိုက်မယ်ရှင်မနဲ့တန်းနဲ့ထိတဲ့နေတာလောက်ဒီဆွဲဖြည်းဖြည်းထိမ့်ပြီးတော့ ပြန်ချအဲ့တန်းလေးပဲလေးရှူဆွဲချရင်လေထုတ်ဒီလေးကျင်ကတော့လေပူရသလောက်လေးကျင်၅ကျင်ကနေ၈ကျင်၁၀ကျင်လောက်ဒီကိုနှစ်ကြော့ကနေ၃ကြော့လောက်သွား လီချင်ငံနံပါတ်5က Australian Bullet သူ့ကိုကျွန်တော်တို့ Body Weight Rule လို့လည်းခေါ်တယ်ဒီလီချင်ငံကဘာလို့အကျင့်ကြီးအတွက်အများကြီးမခုန်နိုင်ဘူးဆိုတဲ့သူတွေဒီကောင်အကျင့်များများရအောင်လီချင်မေးလို့ကျွန်တော်တို့ကိုယ့်ရဲ့ခါးလောက်ရှိတဲ့ဘားကိုလက်ကိုပခုံးဆိုင်ကျဲလောက်ကင်မယ်ခြေထောက်ကိုရှေ့ကိုထုတ်ပြီးတော့ခြေပွားနှစ်ခုအညီလေးချလက်ကိုစမ်းနေပြီးဖြုတ်ချလိုက်တင်မောက်အပေါ်ပင့်တင်ပြီးခန္ဓာကိုယ်တစ်ဖြောင်းနဲ့ထားမယ် Scapula နှစ်ခုကိုညှစ်လိုက်မယ်ရင်ဘက်ကိုတန်းနဲ့ထိအောင်ဆွဲမယ်ပြီးတော့ဖြည်းဖြည်းချင်းထိန်ပြီးတော့ပြန်ချမယ်အဲ့ပုံစံလေးတိုင်းကျွန်တော်တို့အနည်းဆုံး၈ကြိမ်ရနေ အများဆုံး15နင်းကျင်း20လောက်ထိကိုနှစ်ကြော့ကနေသုံးကြော့လောက် try မိရတယ်ဒီလို outdoor ပန်းရံတွေမှာ cluster နဲ့ပတ်သက်တဲ့နောက်ထပ်ဘလို့လေ့ကျင့်ခန်းတွေကိုသိကျင်သေးလဲမှန်ခဲ့လိုက်